မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပြီးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။နှစ်ဖက်တပ်ဖွဲ့တွေကြားမြေပြင်ပဏိပခါတွေဖြစ်ပွားနေတဲ့ KIO နဲ့ PSLF အဖွဲ့နှစ်ဖွဲ့ကြားဆွေးနွေးပွဲအတွက်ရှေ့ပြေးညနာရေးစတင်နေပြီလို့ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌဒူဘိုချုပ်ကြီးဆွမ်လုကမောကဒီကနေ့သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေအတိအပြထုတ်ပြန်လိုက်တာကိုတွေ့ရပါတယ်။ဘိုချုပ်ကမောရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာနေထိုင်သူအမျိုးသားတအူးကတော့ကြိုးဆိုထောက်ခံတယ်လို့အခုလိုဆိုပါတယ်။ကျိုးဆိုရပါတော့ကျိုးဆိုရဆိုတာကအဒီရှမ်းမြောက်ပြည်ထနာကကျွန်တော်တို့ဟို 那对，现在大家，你看嘞，你帮我们社区里面耍的那种，都现在你看起来，没收的皮带，啊，像我今了罗提不买罗，那那给人家那提心罗罗，今了罗没效果了，没效果了，啊，今了都看到边啊，啊，那那隔壁看那提心买水的，今了提提袋布的，提买水的，今了皮肚的，买衣都看生意没利，要不了。 အရင်ကျွန်တော်ဆန်နေဆက်နေစစ်စီရို့တခါစားလို့နေပြတဲ့တိုက်ပွဲတွေတပ်ပြီးတော့ကျွန်တော်တို့ဆုံဆုံနေချင်ရှိတယ်ပြီးပြည့်တော့ခါရဖို့ဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့အခုဘစ်ချက်ကမို့ပြောရဲအဲဒီဆိုဆီနေကကျွန်တော်တို့အများကြီးအောင်ကျဖြစ်နိုင်တယ်လို့မြင်တယ်အခုကျွန်တော်တို့ကျိုးဆူလေအကောင်းဘုံရရတဲ့ထမလို့လည်းကျွန်တော်လည်းဖြစ်ပါတယ် တမိုင်းကြောင်ရကချင်ဆပ်စတိတ်လို့သတ်မှတ်ထားရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမီနောင်သုံးဖွဲ့ရဲ့တစ်တုံညာနေခွန်စစ်စင်ရေးအပြီးမှာတော့ KNO KIA နဲ့ PSLF TNL အမှုထမ်းတပ်ဖွဲ့တွေကြားပုတ်တိုင်မှုပဏိပခါတွေမကြာခဏဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။အဆိုပါကိစ္စနဲ့ဆက်လျင်းပြီးပြီးခဲ့တဲ့ match လာရှယ်နေမှာရှမ်းမြောက်လူထုနဲ့တရားတဲ့စီဝေးဝဲလုံးမယ်။လူထုရဲ့သဘောထားရယူပြီးရင်တော့ဆုံးဖြတ်ချက်ချနိုင်မယ်ထင်ပါတယ်လို့ဗိုလ်ချုပ်ကွန်မောကမှတ်ချက်ပေးခဲ့တာရှိခဲ့ပါတယ်။ ီလိုမှတ်ချက်ပေးခဲ့ပြီးတလအကြာဖြစ်တဲ့ဒီကနေ့ April 9ရက်နေ့မှာတော့နှစ်ဖက်အဖွဲ့အစည်းကြားဆွေးနွေးပွဲ ပြုလုပ်ဖို့ရေပြင်းညနာရေးများစတင်နေပါပြီလို့အတည်ပြုလာတာကိုတွေ့ရပါတယ်။ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးစတင်ဆောင်ရွက်နေပြီဖြစ်လို့သက်ဆိုင်ရာဒေသတွေရှိမိဘပြည်သူတွေနားလည်ကူညီပေးကြဖို့နဲ့ online သုံးစွဲသူတွေ၊ media တွေအကြံပေးထောက်ပြလူတွေထားမှလည်းအပြည့်တော်ဆောင်တဲ့ကူညီပံ့ပိုးမှုတွေမျှဝင်ကြောင်းဘိုးချုပ်ကမ္မောကထုတ်ပြန်ထားပါတယ်။ နဖက်ပနိပခဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်တွေမှာပြစ်ခတ်မှုဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်တွေမရှိခဲ့ပေမဲ့ KAI တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့သလိုလက်နက်မဲနဲ့နဖက်အပြန်အလှန်ထိုးကျိတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မှာနေထိုင်သူကချင်အမျိုးသားကတော့အခုလိုဆက်ပြောပါတယ်။ကျွန်တော်တို့လုံခဲ့တဲ့မတ်လမှာအကေဝီအက်စ်ဆိုင်ရောနောက်ကုတ်ခိုင်မြို့ပေါ်မှာရှိတဲ့ကေဝီအက်စ်ဆိုင်ရုံကို ဟိုဒီအနေနဲ့လာပြီးတင်ပိုက်တဲ့အချိန်မှာကျွန်တော်ဟိုဒီကချင်းဒူမျိုးနဲ့တောင်းဒူမျိုးချမ်းမှာတော့အလူမျိုးကြီးအတွင်းဆောင်လာတဲ့ပုံစံတော့တွေ့ရတယ်ပေါ့နော်အဲဒီနေ့မှဆိုရင်ကျွန်တော်ဒီအချိုကိတ်ပေါ့နော်အဲဒီကိုခက်ပဝင်းချင်းပပလေဝန်ဒီပြတ်တဲ့မြန်ကိတ်ဒီအကုန်လုံးကိုဒီနေ့နေ့ပေးလိုက်တယ်ပေါ့နော်ပေးလိုက်ပြီးတော့အမှသူတို့စစ်စစ်မြန်မြန်လာနေရှိတယ်အဲကချင်လူမျိုးဆိုရင်သူတို့ဒီကို မျိုးတည်းပြီးမှုဝင်တဲ့ဟာတွေပေါ့နော်အဲလိုမျိုးတွေတွေ့ရတယ်အဲနောက်ပြီးတော့အဲ့ဒီတော့ခုနှစ်ရက်နေ့ကိုရေဦးဆိုင်ရုံကိုတင်လိုက်တယ်ရှင်းရက်နေ့မှာအဲ့ဒီ tension တို့ဖြစ်လာမှာဆိုတော့ဆိုရင်တော့ဒီကိုခံမျိုးပတ်ဝန်းကျင်မှာရှိတဲ့အဲတအားလူမျိုးတွေအဲတော်တော်များများပေါ့နော်တဘောအစင်တဲ့အဲဘယ်ခါဖြစ်လာရင်ဖြစ်ရှင်ဖို့တော်တော်အစင်တဲ့ပြင်ဆင်လာရတယ် တော့တွေ့ရတယ်။ဒါမှလည်းအရင်နေ့ဒီမှာအတီကချင်းဒီလိုစုပကတော့ဟိုတခြားသူတို့လှုပ်ရှားမှုတွေမရှိတော့ပြဿနာဖြစ်ခဲ့ဘောနော်အတူတူများပြဿနာဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်ဒီပြည်သူတွေကြားခဲ့မှလည်းအဲပါချစ်ပွားနိုင်တယ်ဘောနော်ဒီလက်နက်ကရအဖွဲ့ကုထေပြတာမဟုတ်တဲ့အဲပြည်သူကြားမှလည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုတော့ပြီးတော့ အတူတူပါလေဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ